ပြည်ခရိုင်အတွင်းမှာအေရီမြေတောင်ဖြစ်ထွန်းမှုတွေခါတိုင်းနှစ်တွေထက်ပိုလာတာကြောင့်2014-2015ပန်နာနဲ့ပြည်တော်စုဘတ်ဂျက်နဲ့လာမယ့်ဇန်နဝါရီလမှာရေအေးမြေနဲ့မြေချောင်းမြောက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကဘတ်ဂျက်ငွေ84သန်းအကုန်ကျောက်ခံပြီးတူဖော်သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီရွှေဘုံသားတောင်ဆိုရှိလို့ရှိနေပဲကျွန်တော်ဖိုးဟိုဘက်ကျွန်တော်တို့ဖိုးတော်နေရေချောင်းကိုွေးလာပြီးတော့ရွှေဘုံသားဘက်တောင်ဖိုးနေ။အဲ့တောင်လည်းပဲဒီဘက်ကပြန်ထွက်ထွက်ထွက်လာတယ်။ထွက်လာတော့ဒီအေရီမြေချောင်းလည်းပဲဒီဘက်ကရေလမ်းချောင်းလည်းကောင်းသွားအောင် ီဘက်အရာတွေကျွန်တော်တို့ဒီဘက်ကလည်းပဲကမ်းမြူကမ်းစားပါကြပါတော့เนาะအဲ့လိုတက်တအောင်ဆိုပြီးတော့ရွှေဘုံကတောင်းရကျွန်တော်ဒုဖို့စီရှိတယ်ဒီနေ့ထဲမှာဆယ်လေးဆန်းကမှာပေါ့ကျွန်တော်တိုင်းဝမ်နေပြီးတော့တည်င်းတရတာဒါပေမဲ့လုပ်ငန်းတကယ်တမ်းဆောင်းဝမ်မှာကတော့ဒီရွှေဘုံကတောင်းသူဖြစ်လို့ရှိရင်တော့ကျွန်တော်တို့ကကျွန်တော်တင်တဲ့ဒီဒီဇင်ဘာမှာကျွန်တော်ဇန်နဝါရီလောက်ဖြစ်ဖြစ်မှာပေါ့အဲ့ဒါအစီအမံတွေဆွဲအောင်ပါလေရေကြအောင်ဆောင်းအောင်ပဲကောင်းနေထိုးနေပြီးမြေကြီးနေပါတာကြောင့်ရေချောင်းသွားလာရခက်ခဲတဲ့နေရာတွေကို တည်တည်ချာချာစစ်ဆေးပြုလုပ်ပေးဖို့ကိုလည်းရည်ရင်သွားလာနေသူတွေကမျှော်လင့်နေကြပါတယ်။အဲ့ဒီရည်ရင်နဲ့အန်နေကင်းရှင်းအောင်အတွက်ဒီရေလန်းထင်းလေးဌာနနေပြီးတော့ကမ်းပေါ်ပြအမှတ်သားရေပေါ်ပြအမှတ်သားအဲ့အရာကြီးကိုတော့အဆက်မပြတ်ချပေးစီရှင်ပါတယ်။ဒါရည်ရင်မြို့တို့ကွာတို့ကရည်လန်းထင်းလေးတို့ကအဲ့ဒီရောင်းကျက်တဲ့နေရာမှာသူတို့တည်တယ်။သူတို့အဲ့မှာဘောလုံးတွေပါတယ်ချားတဲ့နေရာတည်တယ်။အဲ့ဒီ area အတွင်းမှာရည်ရင်နဲ့အန်နေကင်းရှင်းအောင်သွားလို့ရအောင်သူတို့တိကျလုပ်ပြီးအဆင်ပြေတယ်။ မြေကွက်ကိုဖျက်ပြီးမှပြည်မျိုးကိုရောက်လာတဲ့အတွက်ကမ်းပါပြိုကျတာတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါကြောင့်2013ခုနှစ်တုန်းကပြည်မျိုးအထက်အများရွာမှာရေကာရေမှုရာတွေပြုလုပ်ပြီးရေစီးကြောင်းလွှဲတဲ့လုပ်ငန်းတွေကိုတပ်ဆိုင်ရာကပြုလုပ်ခဲ့ပူပါတယ်။ဒါအပြင် ARD တိုင်းစလုံးမြို့မှာတောင်တူးချင်းလုပ်ငန်းကိုတခါပြုလုပ်ခဲ့ပြီးခုလာမယ့်နှစ်မှာတော့ပြည်ခရိုင်တဲကရွှေဘုံသာတောင်ကြီးကိုတူဖို့ပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။ပဲခူးတိုင်းအတွင်း AR မြင့်ထဲကရေချောင်းချက်တဲ့နေရာဆယ်နေရာမှာ ရေအေးမြင့်တဲ့မြင်းချောင်းမြောက်ကွန်ပျူတာရဲ့ဦးစီးဌာနရုံးချုပ်ရဲ့အစီအမံနဲ့ရေချောင်းပြည်ပြင်ရေးနဲ့ရေလန်းချောင်းထိန်းသိမ်းရေးတောင်တူးဖို့ရေးစတဲ့လုပ်ငန်းတွေကိုပြုလုပ်သွားဖို့ရှိနေပါတယ်။ကျွန်မခင်ပါပါရှင်။